င်လာပါယနေ့ပြောပြခြင်းနဲ့ပုံမြင်လေးကတော့ငွေစင်ကအချားခဲ့ကိုတွေပလိုင်းလေးကကနန်းပုံမြင်ပဲဖြစ်ပါတယ်ပလိုင်းလေးကကနန်းတခါတုန်းကတန်ကုန်းရှိရင်မှရှိတဲ့ရွှေရင်းရွာဆိုတဲ့တရားလှပ်ပါတဲ့ကြီးလေးဒေတာလေးတခုဖြစ်တဲ့ရွာလေးမှာဘုဖုံးနိုင်လို့ခေါ်တဲ့လက်မှုပညာအထူးကျွမ်းကျင်တဲ့လူငယ်လေးတယောက်ရှိတယ်သူဟာတခြားရွာသားတွေလိုလေယာဉ်စိုက်ပျိုးတဲ့အပြင် လေတော်ရကရတဲ့ဝါတွေတိတ်ပိုင်းစားတွေကိုအသုံးပြုပြီးနှပ်ပတဲ့လက်မှုပစ္စည်းလေးတွေကိုစိတ်ရှိလက်ရှိဖန်တီးလေးရှိတယ်။သူ့ရဲ့လက်ရာတွေဟာတိတ်တပြီးခံကန့်တဲ့အတွက်မြို့ပေါ်ကကုန်းလေကြီးခီးတော်တဲ့ကျမ်းမှာနာမည်ကြီးလာပါတယ်။ကိုထွန်းနိုင်ရဲ့အိမ်မက်ကရွာမှာပဲကိုပိုင်ရဲ့လုံယုံလေးထောင်ပြီးရွာသားတွေကိုလှုပ်ပေးနိုင်ဖို့ချင်းရွာရဲ့လက်ရာကိုပြပတ်ထရအောင်လုပ်ဖို့ပဲ။ ကိုထုံးနိုင်ပစ္စည်းတွေစရောင်းရပြီးဝင်ငွေတိုးလာတဲ့အခါဇွားကလူကြီးတွေနဲ့တနေချင်းတချို့စီကတုတ်ပြန်မှုကကြောင်လဲလာပါတယ်အထူးထူးလေလုတ်ခုတဲ့ရွေးရူမောင်ဆန်ချာဟာကိုထုံးနိုင်ရုံမြင်ရင်အရင်လိုရင်းရင်းနှီးနှီးမရှိတော့ပဲနှာခေါင်းရှုံးလို့ရှိတယ်ဒီနေ့မှကိုထုံးနိုင်ကမြို့ကကုန်စည်စီကအော်ဒါအများကြီးရလို့ပြောပြောရှွှေရှင်ဝါရီတယ်လာတော့မောင်ဆန်ရှားကလေကစင်းညိုးပေးကန်နေလှမ်းပြီးလောင်ပြောင်းလိုက်တယ် ဟဲ့ကမင်းဟာကောင်းပါလေကွာဒါပေမဲ့ကံကောင်းလို့ရောင်းရတာကငါတို့တို့လူမဟုတ်ပဲမြို့သားတွေနဲ့ပေါင်းနေတော့ရောင်းကောင်းတာပေါ့ဒီလိုလက်ရပစ္စည်းဆိုတာရွာကဘယ်သူမှဆိုလွတ်ပြတ်တာပဲမင်းတယောက်တည်းတော်နေတာမဟုတ်ပါဘူးသူ့ရဲ့စကားလုံးတွေကရှိမှလို့နဲ့ကဲရရာရောက်ပြီးကိုထွန်းနိုင်ရဲ့ကြိုးစားမှုကိုရှော့ရှက်ပြစ်လိုက်ပါတယ်။မောင်ဆန်ရှာဟာ တုတ်ကိုယ်သူစိတ်မြင့်ဖို့မကြိုးစားပဲကိုထုံးနိုင်ကိုတော့သူ့စိတ်မှာပဲရှိစီခြင်းနဲ့ပလိုင်းထက်ကကနန်းတို့လိုစိတ်တက်ဖြစ်နေမှာကိုထုံးနိုင်သဘောပေါက်လိုက်ပါတယ်ကနန်းတို့ဟာအဖုံးမပါတဲ့ပလိုင်းနဲ့ထည့်ထားပေမဲ့ဘယ်တော့မှပုံမတက်နိုင်ဘူးအပြင်မထွက်နိုင်ကြဘူးတဲ့ဒါကြောင့်လဲဆိုတော့တကောင်အပေါ်တက်ရင်အောက်မှာကြံခဲ့တဲ့အကောင်တွေကဆွေးရှက်နေလို့ပါပဲကိုထုံးနိုင်ဟာ သူ့ရဲ့လုံယုံလေးအတွက်နေရာတစ်ခုကိုရွာလူမျိုးရေးစီကခွန်ပြည့်ရှေ့ရဖို့သွားပြောတဲ့အခါရွာကောင်းမှဦးဆန်ရှားကမကောင်းပြောပါတော့တယ်။ထဲတော်ထွန်းနိုင်မိင့ရွာသူရွာသားတွေကိုစုပြီးအလုပ်ပေးမယ်ဆိုပြီးပြောနေတယ်။တကယ်တော့မိင့မြို့ကလူတွေနဲ့ပေါင်းပြီးငါတို့ရွာရိုးရွာကိုဖျက်ဆီးမဲ့သူလို့ငါကြားနေရတယ်။မိင့ရောရွာကလူတွေလေးရဲ့စိတ်ပြိုးတယ်ကိုစိတ်ဝင်စားတော့ပဲတစ်ဖက်လိုက်လမ်းကြောင်းကိုလိုက်ကုန်ပါဘူး။ ငါဆိုရည်နဲ့မင်းလုံလိုက်နာတွေကရွာအတွက်အကျိုးမရှိပါဘူးလို့ပြောလိုက်ပါတယ်သူဆန်ချာဟာတကယ်တမ်းကျတော့ကိုထွန်းနိုင်တယောက်တည်းတိုးတက်ချမ်းသာမသွားတော့ဘူးမနာလိုဖြစ်ပြီးသူ့ရဲ့ရွာတွေဩဇာကျဆင်းသွားမှာကိုစိုးရည်တူဖြစ်ပါတယ်ဒါကြောင့်ကိုထွန်းနိုင်ကိုခွင့်ပြုချက်ပေးဖို့တဲ့ရွာသူရွာသားတွေကမင်းုံတင်ငါမှုတွေဖြစ်ပေါ်စေတယ်ဒီလိုရိုးရအကြောင်းပြချက်တွေလူမှုရေးအကြောင်းပြချက်တွေနဲ့ ကိုထက်သားစုကိုတားဆီးရှင်တဲ့စိတ်ဓာတ်ဟာအထက်မှာဖော်ပြခဲ့တဲ့ပလိုင်းနေရကနန်းတွေရဲ့သင်ခန်းစာကိုအပြည့်အဝထင်ရှားစေခဲ့ပါတယ်။ဒီအခြေအနေတွေကိုကြုံလာတဲ့အခါကိုထုံးနိုင်ဟာစိတ်တကြမဲ့အစားသူ့ရဲ့ပုံပြောပြမှုတဲ့စကားကိုပြန်လည်မှတ်ရလိုက်ပါတယ်။ညည်ရီစီးကြောင်းကမြေရန်အောက်ကိုစီးနေတာထောင်းနိုင်နေတယ်။လူကြီးရဲ့မနာလိုစိတ်ကလည်းကြီးစီးကြောင်းလိုပဲဆွတ်ချနေတတ်တယ်။မင်းဟာတကယ်တော်တဲ့လူ တကယ်တိုးတက်ခြင်းနဲ့လို့ဆိုရင်ဒီစည်းကြောင်းနိုင်လိုက်ပါမျိုးနေဖို့တဲ့ဤကိုဆန်တက်နိုင်သူဖြစ်ရမယ်တဲ့သို့ထောင်းနေဟာပေါင်းဆန်ဆဲရဲ့နှောင်းပြောင်းတဲ့တွေဥတ္တဆိုင်ရဲ့အဟံအတားတွေကိုလေတော်တဲ့ကလီငင်းတစ်ဆက်ဝိတ်တယ်လို့ပဲလစ်လူရှုလိုက်တယ်။သူဟာစကားများပြီးအချိန်ဖြုံးမနေတော့ပဲသူ့ရဲ့အလုံးယုံကိုရွာပြင်ဖက်နည်းနည်းဝေးတဲ့နေရာမှာကိုပိုင်ငွေနဲ့တိဆောက်ခဲ့တယ်။ရွာသားတွေကိုလည်းအတိတ်အကြခေါ်တာမဟုတ်ပဲ သူ့ရဲ့လက်ရကောင်းမှုနဲ့ကြိုးစားအားထုတ်မှုကြောင့်မှန်ကန်တဲ့ဝိမှုကိုပြသပြီးစိတ်ဝင်စားသူတွေကခေါ်ယူခဲ့တယ်။အချိန်တန်တော့ကိုထွန်းနိုင်ရဲ့လက်ရုံကတကယ်အောင်မြင်လာပြီးချွေရင်ရွာကလူငယ်တွေဟာလေလုံးဆိုင်ပြပမှာကိုထွန်းနိုင်စီမှာအလုပ်လုပ်ပြီးဝင်ငွေတိုးလာတာကိုရွာသားတွေကိုယ်တိုင်မြင်တွေ့ခဲ့ရတယ်။ကုသဇာနဲ့မောင်ဆန်ရှားရဲ့ဇာတ်တွေဟာလည်းတဖြည်းဖြည်းမိမ့်မိန်သွားပြီးဘယ်သူမှစိတ်ဝင်စားတော့ပါဘူး။ ။ဘာဖြစ်လို့လဲဆိုတော့ကိုထွန်းနိုင်ဟာသူ့ကိုပြန်ပြီးတက်ခိုင်းနေမဲ့အစားသူ့ရဲ့အောင်မြင်မှုတိုးတက်မှုဆိုတာအယုံစိုက်ပြီးပလိုင်းပြင်ဘက်ကိုရောက်အောင်ခက်ခွာသွားနိုင်ခဲ့လို့ပဲဖြစ်ပါတယ်။ဒီပုံမြင်လေးကနေသင်္ကန်းစာလေးတွေကဒီနေ့ခေတ်ကြိုးစားနေတဲ့လူငယ်တွေအတွက်အထူးကသင်္ကန်းစာကတော့နံပါတ်၁ဆိုင်းရှားသူကိုလေးလူရှုပါတင့်ပတ်ဝန်းကျင်မှာကိုထက်သားသူကိုမနာလိုစိတ်နဲ့ဝေဖန်ခြင်းလောင်ပြောင်ခြင်း တောလဟလာပြတ်ရင်စတဲ့နီလန်းတွေနဲ့တဲ့ကိုအောက်ရောက်အောင်ဆွဲချနေတဲ့ကနန်းလူလူတွေအမြင်ရှိပါတယ်သူတို့ရဲ့စကားတွေဟာတဲ့ရဲ့အချိန်နဲ့စွန့်ရင်ကိုဖြည့်ဆည်းပြမဲ့အစိမ့်တောက်တာဖြစ်တာကြောင့်လုံးဝလက်လူရှုလိုက်ပါနံပါတ်1လက်တွေ့လုံဆောင်မှုကအပြုပါမနာလိုတဲ့သူတွေကိုစကားနဲ့ပြန်လဲတုံ့ပြန်နေမဲ့အစားတဲ့ရဲ့စွန့်ရင်အားလုံးကိုကိုယ်ပိုင်ဝန်ကြီးအတွက်တိုးတက်အောင်လုံဆောင်မှုမှသာအားစိုက်ပါ2 တဲ့အောင်မြင်မှုဟာသူတို့ရဲ့ကိရိယာဘဝအလုံးကိုတိတ်ဆိတ်သွားစေမဲ့အကောင်းဆုံးသောလက်နက်ဖြစ်ပါတယ်။နံပါတ်3ပလိုင်းထဲမှာပဲမနေပါနဲ့။မနာလိုတဲ့လူတိုင်ဝိုင်းဆိုတာတင်ယုံထွက်ရမယ်ပလိုင်းပဲဖြစ်ပါတယ်။သူတို့ရဲ့အဆင့်တန်းသူတို့ရဲ့တွေးခေါ်တိုင်းသာမနေပဲကိုယ့်ရဲ့ပန်းနိုင်စီကိုရေကိုဆန်တက်တယ်လို့ခွန်အားဆက်ပြီးတက်လာပါ။တင်နာအောင်မြင်သွားမယ်ဆိုရင်သူတို့အားလုံးဟာ အောက်မှာပဲကြံနေခဲ့ရမယ့်ကဏ္ဍများသာဖြစ်ပါတယ်ဆိုတာကိုစစ်ဖင်စွာမျှဝေပေးလိုက်ပါတယ်